2025ခုနှစ်ဇွန်လ14ရက်နေ့မှာတော့အစ္စရေးနိုင်ငံရဲ့လူနေအထူးတဆုံမြို့ကြီးတွေဖြစ်တဲ့ဂျေရုဆလင်နဲ့တယ်လ်အဗစ်မြို့ကြီးတွေမှာလေချောင်းရံကာကွယ်ရေးအချက်ပြည့်တဲ့နေစုညံနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဇွန်လ13ရက်နေ့ကအစ္စရေးတို့အီရန်နိုင်ငံရဲ့မြို့တော်တေဟရန်ကိုဂျက်လေအစင်း900ကျော်နဲ့လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အီရန်ဘက်ကလည်းပြင်းပြင်းထန်ထန်လက်တုံ့ပြန်ခဲ့တာပါ။အစ္စရေးရဲ့အီရန်ဘော်ဒီတိုက်ခိုက်မှုမှာဆိုရင် NASA nuclear ဆက်ရုံနဲ့ ပယ်ထိန်ထုံးကြီးတွေထုတ်လုပ်တဲ့စက်ရုံတွေပါဖြည့်ဆည်းခဲ့ရပါတယ်။ဒါပြင်ကမှအီရန်နိုင်ငံရဲ့အားထားရတဲ့နျူကလ িয়ার သိပ္ပံပညာရှင်6ဦးနဲ့ထိတ်တန့်စစ်ဘက်အရာရှိပေါင်းများစွာလည်းတည်ဆုံးခဲ့ရပါတယ်။အစ္စရေးကဒီတိုက်ခိုက်မှုကိုဒေတာဆန်တို့ချင်းမနက်၄နာရီဝန်းကျင်မှာပဲတီရန်မြို့ရဲ့အရှိတောင်ဘက်135မိုင်ခန့်မှာရှိတဲ့နာဇန်နျူကလ িয়ার စက်ရုံကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ဒီအကြောင်းကိုလည်းနိုင်ငံတကာအမှုပြုစွမ်းရင် agency IAEA ကလည်းအတည်ပြုကြောင်းထုတ်ပြန်ခဲ့ပါတယ် နာတန်စက်ရုံဟာနျူကလ িয়ার လောင်စာအများအများထုတ်လုပ်နိုင်တဲ့စက်ရုံဖြစ်ပြီးတော့မှအထူးသန့်စင်ထားပြီးဖြစ်တဲ့ယူနီယံတွေကိုလည်းအများအပြားတိုးလောင်ထားရှိရနေရလည်းဖြစ်ပါတယ်။ဒါကြောင့်အနာဂတ်မှာနျူကလ িয়ার လက်နက်တွေတီထွင်မှုအသုံးပြုလာနိုင်တယ်လို့လည်းပညာရှင်တွေကသုံးသပ်ထားကြတဲ့နေရာတစ်ခုပါ။ဒါဆိုရင်အစ္စရေးတို့ကဘာကြောင့်မြန်ဒီနာတန်စက်ရုံကိုဖိခတ်ဖျက်ဆီးလိုက်ရတယ်လဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့နားလည်လာပြီးလို့ထင်ပါတယ်။ဟုတ်ပါတယ်။အစ္စရေးကအီရန်နှုတ်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုဘယ်တော့မှမသဘောမချခဲ့ပါဘူး။ အငြင်းတန်းရန်ဆောင်နေကြဖြစ်တဲ့နိုင်ငံတစ်နိုင်ငံမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုအစ္စရေးတို့ကောင်းကောင်းကြီးနားလည်ထားပါတယ်ဒါကြောင့်ပဲအီရန်တို့ရဲ့နျူကလ িয়ার အိမ်မက်ကိုအပြစ်သက်ဖြက်စီးတဲ့အနေနဲ့နျူကလ িয়ার စက်ရုံတွေကိုပြစ်ခတ်တိုက်ခိုက်ရုံတွေမဟုတ်ပဲနျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့ထိတ်တန့်စစ်ဘက်အရာရှိတွေကအစ္စရေးတို့လုံခြံတပ်ဖြတ်လိုက်တာပါ တုတ်တင်ခံရတဲ့သူတွေမှာဆိုရင်အီရန်နိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဘက်ဟီရီနဲ့အစ္စလာမစ်တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC ရဲ့ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဟူစိန်ဆလာမီတို့ပါဝင်ပါတယ်သူတို့ကတချို့ဆိုလို့ရှိရင်မိမိနေအိမ်မှာပဲလုံခြုံတပ်ဖြတ်ခြင်းခံခဲ့ရတာပါဒါဟာအခုအချိန်ထိအစ္စရေးထောက်လှမ်းရေးအဖွဲ့မော့ဆက်အနေနဲ့လုံနိုင်စွမ်းဟာထိတ်တန့်အဆင့်မှာပဲရှိနေသေးတယ်ဆိုတာကိုလည်းပေါ်ပြနေရရောက်ပါတယ် ဒါကြောင့်မဲအီရန်တို့ကအစ္စရေးအပေါ်လက်တုံ့ပြန်တဲ့အနေနဲ့ဇွန်လ14ရက်နေ့ယနေ့မနက်ခင်းမှာပဲအစ္စရေးရဲ့လူနေအထူးထဆုံးတဲ့အကြီးအမားဆုံးမြို့ကြီးနှစ်မြို့ဖြစ်တဲ့ဂျေရုရှလင်နဲ့တက်အန်ဗစ်မြို့တွေကိုဒုံးကျည်အမြောင်များနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အစ္စရေးဘက်ကတော့အီရန်ဘက်ကနေဒုံးကျည်အစီအစဉ်တရားကြော်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးအများစုကတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ကမှအီရန်ရဲ့ဒုံးကျည်တွေကိုပြစ်ချတဲ့အထက်မှာအစ္စရေးတို့ရဲ့နာမည်ကျော်တန်ဖွန်ကြဒုံးခွင်ဒုံးစနစ်အပြင် အမေရိကန်အစောင်းတပ်ဖွဲ့တွေကလည်းခုနီတိချခဲ့တယ်လို့မီဒီယာစာမျက်နှာတွေထပ်မှာသူမြင်နေရပါတယ်။ဒါအပြင်မှာတနင်္လာနေ့ညတက်နေတဲ့ History Iran ရဲ့စီရေးအစီအစဉ်ကဘာကြောင့်ရုတ်တရက်ဆူဆူလို့ပြန်လဲအသက်ဝင်လာနေရတာလဲ။ဒီစစ်ပွဲရဲ့နောက်ကွယ်မှာတခြား theory တခုလည်းရှိနေပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့ရက်အနည်းငယ်လာမှာ American Iran ရဲ့ Nuclear လက်နက်ထိန်းချုပ်တန်းတက်ရေးဆွေးနွေးပွဲမှာ American ဘက်ကနေ Iran ကို Nuclear လက်နက်တီထွင်နေမှုရပ်တန့်မှုဖိအားပေးတောင်းဆိုခဲ့ပါတယ်။ ီရန်တို့ကဒီ PRP တောင်းဆိုမှုကိုလက်မခံခဲ့တာကြောင့်ဆွေးနွေးပွဲလည်းမအောင်မြင်မင်းနဲ့ပြတ်ခဲ့ရပါတယ်။ဒီဆွေးနွေးပွဲပျက်စီးပြီးရက်အနည်းငယ်အကြာမှာပဲအစ္စရေးတို့ကအီရန်ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းစက်ရုံနဲ့နျူကလ িয়ার သိမ်းမဲ့ပညာရှင်တွေနဲ့ထိတ်တန့်စစ်ပတ်အရာရှိတွေကိုနာမည်လိပ်စာတီနီယာအတိအကျနဲ့ကိုလုံးချင်ရှင်းလင်းခဲ့တာတွေဘုံချက်ဖြက်စီးခဲ့တာမျိုးတွေလုံဆောင်ခဲ့ပါတယ်။ဒါကြောင့်ဒီတိုက်ခိုက်မှုဟာအစ္စရေးတို့နာမည်ခံထားပေမဲ့ နောက်ကွယ်ကနေအမေရိကန်တို့ကငွေကြေးလက်နဲ့ထောက်ပံ့မှုအပိုင်းမှာရှိနေလိမ့်မယ်လို့လည်းယူဆရပါတယ်။တမနာတော်နေထရန့်ကတော့ဒီတိုက်ခိုက်မှုမှာအမေရိကန်အနေနဲ့ပါဝင်ပတ်သက်မှုမရှိဘူးလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့အမေရိကန်ဟာအမြဲတမ်းအစ်စရေးနဲ့အတူရှိနေမှာဖြစ်တယ်လို့တမနာထရန့်ကတရားဝင်ပြောဆိုထားပြီး တခြားတစ်ဖက်မှာလည်းအစ္စရေးတို့ရဲ့အီရန်ပေါ်တိုက်ခိုက်မှုကိုအပြင်းအပြင်းရှုတ်ချကြောင်းတရုတ်ကိုယ်စားလှယ်တွေက ကုလသမဂ္ဂအရေးပေါ်အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။ဒါကြောင့်ဒီဖြစ်စဉ်တွေအပေါ်အခြေခံပြီးတော့သုံးသပ်ရရင်အမေရိကန်နဲ့တရုတ်တို့ဟာဂျာကန်နိုင်ငံတွေကိုအတုံးချပြီးတော့မှ proxy war တစ်ခုဖန်တီးနေသလားဆိုတာလည်းထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ရှိနေပါတယ်။အစ္စရေးတို့ဟာရန်ဘတ်ဖြစ်တာကြောင့်အီရန်အနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားမှာမလို့လားတယ်လို့အမေရိကန်ကလည်းစီးပွားရေးနဲ့အကျိုးအမြတ်တွေအပြင် သူရဲ့အဓိကရံဘတ်ဖြစ်တဲ့တယုံနဲ့နီနီကက်ကက်ဆက်ဆံရရှိတဲ့အီရန်ကိုနယူလက်နဲ့ပိုင်ဆိုင်ခွင့်မရအောင်တားဆီးမှတေချပါပဲဒီလိုတွေကြောင့်အစ္စရေးဟာအီရန်ကိုဘုံကျဲတိုက်ခိုက်ပြီး24နာရီမပြည့်ခင်မှာပဲအီရန်တို့ကလက်တုံပြန်တဲ့အနေနဲ့ဒီနေ့မနက်မှာဒုံးကျည်အစင်းတရာခန်းနဲ့စတင်တိုက်ခိုက်ခဲ့ပြီး Operation True Promise 3လို့နာမည်နဲ့နောက်ထပ်ဒုံးကျည်အစင်းရေ800ခန်းပြည့်လို့လဲပြည့်လို့မယ်လို့လဲစိန်ခေါ်ထားပါတယ်ဒီလိုအပြန်အလှန်ဘုံကျဲတိုက်ခိုက်နေရင်မှာ ဒါဟာနျူကလ িয়ার စစ်ပွဲတခုဖြစ်မလာနိုင်ဘူးလို့တော့ဘယ်သူမှမပြောဆိုနိုင်ပါဘူးကျွန်တော်တို့ရဲ့အမြင်နဲ့ပြောရရင်တတိယကမ္ဘာစစ်ကိုလောင်းစားထည့်ပေးနေကြသူများလို့ပဲခေါင်းစဉ်တက်ချင်ပါတယ်နောက်ဆက်တွဲအနေနဲ့ပူတင်ကလည်းလွန်ခဲ့တဲ့ရက်အနည်းငယ်ကမှတတိယကမ္ဘာစစ်အတွက်ပြင်ဆင်ထားဖို့စစ်တီအင်အားတပန်းနဲ့စုဆောင်မယ်လို့လည်းပြောဆိုထားပါတယ်ဒါကြောင့်ယနေ့ဖြစ်ပေါ်နေတဲ့ရုရှားယူကရိန်းအရေးအစ္စရေးနဲ့ပါလက်စတိုင်းအစ္စရေးနဲ့အီရန်အရေးတရုတ်နဲ့ထိုင်ဝမ် အမေရိကန်ရဲ့ပြည်ပမငြိမ်သက်မှုထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နယ်စပ်ပြဿနာအိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့စစ်ပွဲအဆရှိတဲ့ဒီပြဿနာတွေထဲမှာဘယ်တစ်ခုကတတိယကမ္ဘာစစ်စီကိုဥတီသွားနိုင်မလဲဆိုတာမကြခင်သိရတော့မှဖြစ်ပါတယ်အဆုံးထိနားဆင်ပေးကြကြသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ် channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့တောင်းဆိုပါရစေခင်ဗျာ